ကဘာပေါ်မှာရှိတဲ့လူတန်းပေါင်းများစွာကသာ စာဖက်ကြမယ်ဆိုရင်ကဘာကြီးကပိုပြီးတိုးတက်ဖွံ့ဖြိုးလိမ့်မယ်လို့ဘီကိတ်ကယုံကြည်ထားပါတယ်။စာဖက်တဲ့သူများလာရင် အသိဉာဏ်တွေပိုပြီးတိုးတက်လာမယ်။ရံပွဲတွေစစ်ပွဲတွေနွယ်နဲလာမယ်။ဆုံးဖြတ်ချက်တွေပိုပြီးမှန်ကန်စွာချမှတ်လာနိုင်မယ်။ပြဿနာတွေကို ဖြေရှင်းလာနိုင်မယ်။တအူးနဲ့တူကူညီလာနိုင်မယ်။စာဖက်တဲ့သူက စာမဖတ်တဲ့သူတဲ့အမြဲတမ်းရှေ့ရောက်ပါတယ်။စာဖတ်ခြင်းရဲ့အရာတာကို စာဖတ်တဲ့သူတွေသာအသိဆုံးပါ။စာဖတ်ခြင်းရဲ့အရာတာကိုသိကျင်ရင်တော့စာဖတ်ကြည့်လိုက်ပါ။စာဖတ်ခြင်းကို အလွန်နှစ်သက်တဲ့အင်္ဂလိပ်စာရေးဆရာမကြီးမကောလီက စာကိုမနှစ်သက်တော့ရှင်ဘရင်တပါးဖြစ်ရခြင်းတဲ့ထက်ကိုလေးတစ်ခုထဲမှာစာအုပ်တွေတပုံကြီးနဲ့စင်းရဲသားတယောက်ဖြစ်ရတာကိုပို့ပြီးလူလာပါတယ်လို့သူကဆိုထားပါတယ်။ ဒီအကြောင်းအရာလေးကဆရာဖေပြည့်ရဲ့စာအုပ်မှာဖတ်ဖူးထားတဲ့မှတ်သားစရာလေးပါ လူတိုင်းစာဖတ်တဲ့အခါစာဖတ်တဲ့နီးမှန်မယ်ဆိုရင်ထိရိုက်မှုရှိစေပါလိမ့်မယ်စာအမြန်ဖတ်တာက စာဖတ်တာမဟုတ်သလိုတွေ့သည့်မြစာအုပ်တွေအကုန်ဖတ်နေတာကလည်းစာဖတ်တာမဟုတ်ပါဘူးစာဖတ်တဲ့အခါရည်ရွယ်ချက်ရှိရှိဖတ်ဖို့လိုပါတယ်ရည်ရွယ်ချက်မရှိဘဲစာဖတ်မယ်ဆိုရင်စာဖတ်ခြင်းကနေကိုယ့်အတွက် ဘာအကျိုးကျေးဇူးမှရမှာမဟုတ်ပါဘူး။စာသမားဆိုတာစာကိုအငမ်းမရဖတ်เสียရမလိုပါဘူး။စာဖတ်ဖို့စိတ်ရားထက်တန်ပြီးအချိန်တစ်ခုတတ်မှတ်ပြီးဖတ်ရင်ရပါပြီ။လူတချို့စာအုပ်တွေ အများကြီးဖတ်တယ်။လက်တွေ့မှာတော့ဘာမှအသုံးမချတတ်ဘူး။ဒီတော့သူ့ဘဝကမပြောင်းလဲဘူး။တချို့ကစာကိုရွေးချယ်ပြီးဖတ်တယ်။လက်တွေ့အသုံးချတယ်။ဒီတော့သူ့ဘဝကပြောင်းလဲလာတယ်။အောင်မြင်သူအများစုကတော့ စာကို နီးမှန်လမ်းမှန်နဲ့ဖတ်ကြပါတယ်။စာဖတ်ခြင်းရဲ့အနှစ်သာရကို အပြည့်အဝရရှိစေဖို့စာဖတ်ကြပါတယ်။ကျမလည်းစာဖတ်တဲ့အခါပြီးပြီးရောဆိုပြီးတော့မဖတ်ပါဘူး။မှတ်စုစာအုပ်တည်တံ့ထားပြီးမှတ်စုထုတ်ပြီးဖတ်လို့ရှိပါတယ်။ဒီနည်းကဖတ်ထားတဲ့စာတွေကိုမှတ်မိစေပါတယ်။လက်တွေ့ဘဝတဲ့အသုံးချလို့ရပါတယ်။စာဖတ်တာနီးလမ်းမမှန်ရင်လေဖတ်သမျှစာပေတွေကို မှတ်မိစေမှာ မဟုတ်ပါဘူး။စာဖတ်တဲ့အခါစာတအုပ်လုံးကိုမှတ်မိစရာမလိုပါဘူး။စာအုပ်ရဲ့အဓိကချက်တွေနဲ့ဆိုလိုရင်းကိုမှတ်မိရင်ရပါပြီ။ဒါမှသာ ကိုဘွားရဲ့လက်တွေ့မှာအသုံးချနိုင်မှာဖြစ်ပါတယ်။စာဖတ်တဲ့အခါထိရောက်တဲ့စာဖတ်နည်းကိုအသုံးချမယ်ဆိုရင်စာတွေပိုပြီးဖတ်ဖြစ်သလိုအချိန်ကုန်လဲတတ်တာစီပါတယ်။ဒါအပြင်ဖတ်ထားသမျှစာတွေကိုလက်တွေ့မှာလဲ အသုံးချလို့ရပါတယ်။ဒါကြောင့်စာကိုအချိန်တိုတိုတွင်းမှာအကျိုးရှိရှိဖတ်လို့ရမယ်။နီးလန်းများစွာရှိတဲ့အထက်ကအောင်မြင်သူတို့ရဲ့စာဖတ်နည်းများမှကျမကြိုက်နှစ်သက်တဲ့နီးလန်းတွေကို ကိုပိုင်နီးလန်းနဲ့ပေါင်းဆက်ပြီးအသုံးချဖြစ်ပါတယ်။ဒီတော့စာဖတ်သူတို့စာဖတ်တဲ့အခါအချိန်တိုတိုအတွင်းထိရောက်စွာ စာဖတ်နိုင်ဖို့ကျမလက်တွေ့ကျင့်သုံးနေတဲ့စာဖတ်နည်းကိုညှဝေပေးလိုက်ပါတယ်။စာဖတ်တဲ့အခါ အချိန်တိုတိုအတွင်းအကျိုးရှိအောင်ဖတ်နိုင်ဖို့အတွက်နီလန်း၆ချက်ရည်ရွယ်ချက်ချမှတ်ပြီးမှစာဖတ်ပါစာဖတ်တဲ့အခါရည်ရွယ်ချက်ချမှတ်ပါဘာစာအုပ်တွေဖတ်ကျင်တာလဲဘာကြောင့်ဖတ်ကျင်တာလဲကိုဖတ်နေတဲ့စာအုပ်ကနေဘာတွေရကျင်တာလဲဘယ်နေရာမှာပြန်လဲအသုံးချကျင်တာလဲတစ်နှစ်ကိုစာအုပ်ဘယ်နှအုပ်ဖတ်မှာလဲတစ်လကိုဘယ်နှအုပ်ဖတ်မှာလဲနေ့စဉ်စာဖတ်ဖို့အချိန်ဘယ်လောက်ပေးမှာလဲစသဖြင့် ရည်ရွယ်ချက်ချမှတ်ထားသင့်ပါတယ်။ဒါမှသာအချိန်တိုတိုအတွင်းအကျိုးရှိရှိ စာဖတ်နိုင်မှာဖြစ်ပါတယ်။ဖတ်ကျင်တဲ့စာအုပ်ကိုရွေးချယ်ပါ။စာဖတ်တယ်ဆိုတာအပြင်းပြင်းဖတ်ဖို့ထက် ကိုယ့်အတွက်အကျိုးရှိစေဖို့ဖတ်မယ်ဆိုရင်ပိုကောင်းပါတယ်။စာဖတ်တဲ့အခါသင်စိတ်ဝင်စားတဲ့စာအုပ်သင်အတွက်အသုံးဝင်မဲ့စာအုပ်ကိုရွေးချယ်ပြီးဖတ်ပါ။တဲ့အတွက်အကျိုးမရှိဘူးလို့ထင်တဲ့စာပေတွေကိုဖတ်ခြင်းကိုရှောင်ကြဉ်ပါအမှန်တကယ်အကျိုးရှိစေမယ့် စာအုပ်စာပေတွေကိုရွေးချယ်ပြီးဖတ်ပါစာအုပ်ဝင်မယ်ဆိုရင်လည်းသင်အမှန်တကယ်ဖတ်ကျင်တဲ့စာအုပ်သင်ဘဝအတွက်အသုံးတည့်မဲ့စာအုပ်ကိုဝယ်ဖတ်ပါစာတအုပ်လုံးကိုမြန်မြန်ဖတ်ပါစာဖတ်တဲ့အခါစာအုပ်ရဲ့အစစာရေးသူရဲ့အမှားစာကစပြီးဖတ်ပါပြီးတဲ့နောက်မှာစာတအုပ်လုံးကို အကြမ်းမြင့်ဖတ်ပါ အမှားစာကိုဘာကြောင့်ဖတ်စီကျင်တာလဲဆိုရင်စာတအုပ်လုံးရဲ့ဆိုလိုရင်းက အမှားစာမှာပါနေလို့ပါ စာဖတ်သူရဲ့စေတနာစူးစမ်းမှုတွေကိုလည်းလေးစားပြီးအတိမတ်ပြုပေးဖို့လိုပါတယ်အမှားစာဖတ်ပြီးတဲ့အခါစာတော်အုပ်လုံးကို အစင်လိုက်အကြမ်းမြင့်ဖတ်ပါဖတ်နေရင်စိတ်ဝင်စားတဲ့နေရာတွေကိုမှတ်ထားလိုက်ပါဒီလိုအကြမ်းမြင့်ဖတ်လိုက်ခြင်းအပြင်စာဥပ္ပါအကြောင်းအရာတွေက ကိုယ့်အတွက်အသုံးဝင်ရဲ့လားအကျိုးရှိစေရဲ့လားဒီစာဥပ္ပါကစက်ပြီးဖတ်တဲ့လားဆိုတာသိသွားပါလိမ့်မယ်အခန်းတစ်ခန်းစီကို အကြမ်းမြင့်ဖက်ပြီးညင်တာပါစာအုပ်ထဲမှာပါတဲ့အခန်းတခန်းစီကို အကြမ်းမြင့်ဖက်ပါဖက်နေရင် အသုံးဝင်မဲ့နေရာတွေကိုညင်တာထားပါညင်တာလို့စာအုပ်မှာပေးမှာကိုမစိုးရင်ပါနဲ့စာသမားတို့ရဲ့စာအုပ်ကအမတ်သားတွေနဲ့ရှုပ်ရှက်ခတ်နေမှလှတာပါညင်မသားချင်ရင်လဲအမတ်အသားလှုပ်ထားပါဒီနည်းအတိုင်းအခန်းတိုင်းကိုဖက်သွားပါဒီလိုစာဖက်ခြင်းဖြင့်စာတွေကို ပိုပြီးမှတ်မိစေပါလိမ့်မယ် မှတ်သားထားတဲ့နေရာတွေကိုတေချာပြန်ဖတ်ပါ စာဖတ်တဲ့အခါစာအုပ်မှာပါဝင်တဲ့အကြောင်းအရာ ဆိုလိုရင်းကို နားလည်သဘောပေါက်အောင်ဖတ်ပါ ကို့အတွက်အသုံးဝင်မဲ့စာပိုက်တွေကို အမှတ်အသားလုပ်ထားပါ ဥပမာစတားပြထားပါပြီးတဲ့နောက်အဲ့ဒီမှတ်ထားတဲ့စာပိုက်တွေကို ပြန်ဖတ်ပါဒီလိုဖတ်ခြင်းကအချိန်ကုန်တက်တာစေတဲ့အပြင်တင့်အတွက်ပိုပြီးထိရောက်မှုရှိစေပါလိမ့်မယ်ဒီအနည်းအတိုင်းစာဖတ်တဲ့အခါအချိန်တိုးတိုးအတွင်း စာတအုပ်ကိုထိရောက်မှုရှိအောင်ဖတ်လာနိုင်ပါလိမ့်မယ်။စာတအုပ်လုံးကို အနှစ်ချုပ်မှတ်စုထုတ်ပါ။စာဖတ်တဲ့အခါထိရောက်မှုရှိစေရန်မှတ်စုထုတ်ပြီးဖတ်ပါ။မှတ်စုထုတ်ဖတ်ခြင်းဟာအကြောင်းအရာတွေကို ပို့ပြီးမှတ်မိစေပါတယ်။စာအုပ်ထဲကအဓိကကျတဲ့အကြောင်းအရာတွေသင်အတွက်အသုံးဝင်စေမယ့်အချက်တွေကိုမှတ်စုထုတ်ပါ။စာအုပ်မှာချရေးပါ။သို့မဟုတ်ဖုန်းနှုတ်မှာချရေးပါ။စာအုပ်ထဲကအကြောင်းအရာတွေကို အနှစ်ချုပ်ပြီးချရေးထားတဲ့အတွက်စာကိုပြန်ဖတ်တဲ့အခါအချိန်တိုးတိုးအတွင်းအ мян ဖတ်နိုင်တယ်လို့ထိရောက်မှုရှိတာတွေ့ရပါလိမ့်မယ်။လက်တွေ့ဘဝမှာလည်းအသုံးချဖြစ်ပါလိမ့်မယ်။ချပြီးမရေးနိုင်ရင်လည်းမှတ်သားထားတဲ့နေရာတွေကိုပဲပြန်ဖတ်ပါ။ဒီနီးလန်းတွေကစာကိုအချိန်တိုးတိုးအတွင်းအကျိုးရှိရှိဖတ်နိုင်ဖို့အတွက်အကြံပြုချက်တွေဖြစ်ပါတယ်။လူငယ်တို့စာဖတ်တဲ့အခါဒီနီးလန်းအတိုင်းလက်တွေ့အသုံးချပြီးစာဖတ်မယ်ဆိုရင် အချိန်တူတူနဲ့အကျိုးရှိရှိဖတ်နိုင်မယ်ဆိုတာယုံကြည်ပါတယ်